စီဝိုင်းလုံးနေသူတွေဆိုလို့ရှိရင်ကိုယ့်ရဲ့ Facebook နဲ့တွဲထားတဲ့ Messenger မှာမဖြစ်မနေဖွင့်ကိုဖွင့်ထားတဲ့နဲ့ setting လေးတစ်ခုကိုပြောပြပါမယ်။ကျွန်တော်တို့ကပထမဆုံးကိုယ့်ရဲ့ Messenger ထဲကိုဝင်လိုက်ပါပြီးလို့ရှိရင်ကျွန်တော်တို့ဒီနာလေးအောက်မှာရှိနေတဲ့မြင်းကြောင်းလေး၃ချောင်းလောက်ပါဒါတော့ online shop သမားတွေအတွက်ဆိုအရန်ကိုအဆင်ပြေပါတယ်။ထိတ်ဆုံးကကျွန်တော်တို့ setting ကိုနှိပ်ပါပြီးလို့ရှိရင်ကျွန်တော်အောက်ကိုတစ်ချက်လက်ကလေးဆွဲပေးပါ ဆွဲပြီးတဲ့ခါကျလို့ရှိရင် privacy နဲ့ safety တဲ့ကိုကျွန်တော်တို့ဆက်ပြီးတော့ဝင်လိုက်ပါဝင်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ဒီအောက်မှာရှိနေတဲ့ message delivery ရှိပါတယ်အဲ့ထဲကိုကျွန်တော်တို့ဆက်ပြီးတော့ဝင်လိုက်ပါဒါကတော့ online ကျွန်တော်တို့ ရှော့လုပ်နေတဲ့သူတွေပြီးလို့ရှင် online ကနေပြီးတော့ကျွန်တော်တို့ဘောနော်တင်တန်းတီပို့ချနေတဲ့သူတွေအတွက်ဆိုလို့ရှင်အရန်ကိုအဆင်ပြေခုခက်မှာဘောနော် social media ခက်ကြီးမှာကျွန်တော် online business တွေလုပ်နေတဲ့အတွက်ကြောင့်ဒီ setting ကမဖြစ်မနေကိုကျွန်တော်ဖွင့်ထားတဲ့နဲ့လှုပ်ထားတဲ့ချိန်ထားတဲ့ဘောနော်အဲ့တော့ပထမဆုံးဒီမှာအချက်၅ချက်ပေးတယ်အဲ့ဒီအချက်က၅ချက်ကအရေးကြီးတယ်ဘောနော်ကျွန်တော်တို့ပထမချက်က people with you are phone number ဘောကိုယ့်ရဲ့ phone number ကသူများကိုပေးထားတဲ့ contact တွေကတစ်ဆင့်ကိုကိုလာပြီးတော့ဈေးဝယ်မယ်ကိုကိုလာပြီးတန်တန်းတွေလာတက်မယ်ကိုစီမှာလာပြီးတော့စီဝါရေးလောက်ကိုင်းနေလို့ပို့အဆက်အသွယ်လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော် တို့ကခွင့်ပြုထားဖို့အတွက်အပေါ်ဆုံးအချက်ကိုလုပ်ပါကိုကပါစင်နဲ့တတိတခြားတယောက်တည်းနေချင်တဲ့လူဆိုလို့ရှိရင်ဟိုးအောက်ဆုံးက don't receive record ကိုပဲကျွန်တော်ရွှေ့ရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကနေပြီးတော့အဲ့တော့အပေါ်ဆုံးအချက်ကိုရွှေ့ပေးရမယ်ဒါကပထမဆုံးတစ်ချက်ပြီးလို့ရှိရင်ကျွန်တော်က friend of friend on your facebook ကျွန်တော်တို့တငယ်ချင်းတွေကတခြားသောတငယ်ချင်းတွေကပေါ့နော်ကျွန်တော်တို့ကိုလာပြီးတော့ဆက်နွယ်စေခြင်းနဲ့ကျွန်တော်တို့စီးပွားရေးကိစ္စတွေလာပြီးတော့ပတ်သက်ခွင့်ပေးမယ်ဆိုအပေါ်ဆုံးအချက်ကိုကျွန်တော်တို့နှိပ်လိုက်ပါဒါဆိုလို့ရှိရင်ကျွန်တော် online shop သမားတွေရောကျွန်တော်တို့ပြီးလို့ရှိလို့ရှိရင်ဒီ online မှာကျွန်တော်တို့တင်နှက်ပို့ချနေတဲ့သူတွေကျွန်တော်တို့အယောင်းဝယ်လုပ်နေတဲ့သူတွေပြီးလို့ရှိရင်အမျိုးမျိုးပေါ့နော်အဲ့လိုမျိုးလူဆိုအပေါ်ဆုံးအချက်ကိုကျွန်တော်ရွေးလိုက်လုံးဝသူနဲ့မှအဆက်အသွယ်မလုပ်ချင်ဘူးဆိုလို့ရှိရင် don't receive request ဆိုတဲ့ဟာလေးကိုသူ့ရဲ့အငင်းအောက်ဆုံးကိုရွေးလိုက်ပေါ့နော်ကျွန်တော်ကတော့အားလုံးအတွက်အယောင်းဝယ်လုပ်လို့ရမယ် online business မှာပို့ပြီးတော့ဖြစ်သွားအောင် တို့ကျွန်တော်တို့ဆက်သွယ်လို့ရအောင်ဆိုပြီးတော့အပေါ်ဆုံးကနေအဖွင့်လေးတွေကျွန်တော်လုပ်ဖို့အတွက်ဒါဒီဗီဒီယိုလေးကပြန်မျှဖို့ပေးခြင်းဖြစ်တယ်ပေါ့နော်နောက်တစ်ခုက people in you are facebook group ပေါ့နော်ကျွန်တော်တို့က facebook group ကျွန်တော်တင်နေတင်နေတဲ့ facebook group တွေရှိမယ်ပြီးရင်တခြားသောအဲ့လို information ပေးလို့ရအဲ့လို group တွေအဲ့လို group တွေမှာကိုကဝင်ရောက်ထားရဲသူများကိုယ့်စီမှာလာပြီးတော့ဝင်ရောက်ထားရဲဆိုလို့ရှိရင်သူတို့နဲ့ကိုကစကားပြောခွင့်အယောင်းဝယ်လုပ်ခွင့်ပြုမယ်ဆိုလို့ရှိရင်အပေါ်ဆုံးကအချက်ကိုကျွန်တော်ရွေးလိုက်ပါကျွန်တော်တို့လုပ်ခွင့်မပြုဘူးဆိုရင်အောက်ဆုံးက don't receive request ကိုပဲကျွန်တော်ရေးလိုက်ပါဒါကတတိယအချက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီအောက်မှာရှိနေ ေတယ် page you are follow ပေါ့เนาะအဲ့တော့ကိုယ့်ရဲ့ page ကတဆင်မနော် follow လာတဲ့လူတွေကိုယ့်ကိုစကားလာပြောလာတဲ့သူတွေပြီးလို့ရှိလို့ရှိရင်ကိုယ်နဲ့ဒီ online အကြောင်းဝယ်လုပ်ချင်တဲ့သူတွေဆိုလို့ရှိရင်ကျွန်တော်ကသူတို့ကိုခွင့်ပြုဖို့အတွက်အပေါ်ဆုံးက chat ကိုကျွန်တော်ရွေးလိုက်ပါပြီးလို့ရှိရင်နောက်တစ်ခုပေါ့เนาะပြီးလို့ရှိရင် other on your messenger on facebook ပေါ့နော်အဲ့တော့တခြားသော messenger ရဲ့ facebook တွေရတယ်ကျွန်တော်တို့လာပြီးတော့ဆက်သွယ်စီခြင်းနေဆိုလို့ရှိရင်ကျွန်တော်တို့ message record ကိုပဲဆက်ပြီးတော့နှိပ်လိုက်ပေါ့နော်ဒီ၅ချက်ကိုကျွန်တော်တို့ကချက်တင်ထိုင်ခွင့်ပေးထားတယ်သူတို့ ਨੇ အဆက်အသွယ်လုပ်ခွင့်ပေးထားတယ်ဆို online business တမားတွေကျွန်တော်တို့ online မှာတင်နှန်းဖွင့်နေတဲ့သူတွေအယောင်းဝယ်လုပ်နေတဲ့သူတွေဆိုလို့ရှိရင်ဒါပြောမယ်ဆိုလို့ရှိရင် link တစ်ခုအနေနဲ့အဆက်အသွယ်ရခြင်းအားချင်းဖြစ်ကိုက online မှာပို့ပြီးတွင်းတွင်းကြဲကြဲလုပ်လို့ရပါတယ်ပေါ့နော်ဒီအချက်တွေကိုကျွန်တော်တို့သဘောမကျဘူးကိုက တီးတက်တီးတခြားပဲနေကျင်တယ်ဘယ်သူမှဆက်သွယ်မလုပ်ချင်ဘူးဆိုလို့ရှိရင်ခုနကကျွန်တော်ပြတဲ့ပုံစံမျိုးလေးတိုင်းကျွန်တော်ငင်းဆန်လို့ရပါတယ်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်